Radio NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဧပြီလ22ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီရေသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပရမဆုံးစီရေသတင်းနေဖြင့်ထိုင်းမြန်မာနယ်စပ်ရှိအကြမ်းဖက်စစ်ကောင်စီရဲ့မော်ဖားတူတပ်စခန်းကိုသိမ်းပိုက်ပြီးလက်နက်ခဲယမ်းများအများအပြားရရှိကာစစ်ကောင်စီတပ်ဖွဲ့များထွက်ပြေးတဲ့သတင်းကိုတင်ပြပေးပါမယ် ဧပြီလ19ရက်ညနေပိုင်းတွင်ကရင်ပြည်နယ်ဒေါနာတောင်တန်းအရှိချမ်းကစစ်ကောင်စီတပ်ရဲ့လေးဝော်မောဖားသူတပ်စခန်းကို KNU တပ်မဟာခွန်နဲ့ပူးပေါင်းတပ်ကသိမ်းပိုက်ခဲ့ပြီးလက်နက်ခဲယမ်းများအများပြားရရှိကာစစ်ကောင်စီတပ်ဖွဲ့များထွက်ပြေးသွားကြောင်းထိုင်းသတင်းများအရသိရပါတယ်။မြရီမြို့နယ်မှာရှိတဲ့မောဖားသူစခန်းကိုဧပြီလ17ရက်ညနေပိုင်းကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တရက်အကြာမှာပဲစခန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲတွေနဲ့စစ်ကောင်စီလက်တက်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်မြန်မာဘက်ချမ်းကကလေးတွေနဲ့မျိုးသမီးတွေအပါအဝင်ဒေသခံများကထိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ထိုင်းသတင်းများကဖော်ပြထားပါတယ်။တိုက်ပွဲငြိမ်သက်လာတာနဲ့အမျှထွက်ပြေးတိမ်းရှောင်နေသူတရာကျော်ကိုထိုင်းဘက်မှပြန်လည်ပို့ဆောင်ဖို့စီစဉ်နေတယ်လို့သိရပါတယ်ခင်ဗျာ။ ဒုတိယသတင်းအနေဖြင့်ထီထာဗျူဟာစကန်းသိန်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့မဟာမိတ်များကိုမှတ်တမ်းတင်ချီကျူးဂုဏ်ပြုတဲ့သတင်းကိုတင်ပြပေးပါမယ်။ထီထာဗျူဟာစကန်းသိန်းတိုက်ပွဲအတွင်း KNU KNLA တက်မဟာလင်းနှင့်အတူစွန်းစွန်းတမန်ပူပေါင်းပါဝင်တိုက်ခိုက်ခဲ့တဲ့မဟာမိတ်တော်လိုင်းအင်အားစုများကို KNU ဗိတ်တဝဲခရိုင်တက်မဟာလေးကဂုံပြုတ်မှတ်တမ်းတင်လွှာထုတ်ပြန်ထားပါတယ်။ဧပြီလ12ရက်နေ့ကနေ16ရက်နေ့အတွင်း ထီထာပြူဟာစကန်းသိန်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့ KNLA တပ်မဟာလေးဌာနချုပ်တပ်ဖွဲ့များ KNLA တပ်ရင်း30 KNLA တပ်ရင်း71 KNLA တပ်ရင်း203 KNDO တပ်ရင်း9 KNU ဗိတ်တော်ရခိုင်တစ်တော်ဌာန NUG ပြည်သူ့ကာကွယ်ရေးတပ်မတော်တဝဲခိုင်တပ်ရင်း1တပ်ရင်း2 FFD Federal Democracy အတွက်အင်အားစု KDSF Green Dawn အထူးတပ်ဖွဲ့ Dragon Square UAV ုတ်ပြင်းမြို့နယ် CDM ရဲတပ်ဖွဲ့ KNPF ကရင်မျိုးသားရဲတပ်ဖွဲ့ဒဝဲပြည်သူ့လွတ်မြောက်ရေးတပ် TPLF Sky Ghost Drone တပ်ဖွဲ့ KWO KYO ကစဲရိုမြို့နယ်ခေါင်းဆောင်နှင့်အဖွဲ့သားများကြေးရွာလုံးညုံရင်အဖွဲ့များဒေသခံများအလုံးကိုကျေးဇူးတင် ရှိပါကြောင်းဂုဏ်ပြုထားပါတယ်။စစ်အာဏာရှင်စနစ်အပါအဝင်အာဏာရှင်စနစ်ချုပ်ငြင်းရေးနှင့် Federal ပြည်ထောင်စုတည်ထောင်ကငင်းချမ်းသောလူအဖွဲ့အစည်းကိုပြန်တည်ဆောက်လိုတဲ့လူငယ်ရဲဘော်ရဲဘက်များရဲ့ပေးဆက်မှုများကိုလည်းလေးစားစွာမှတ်တမ်းတင်ကြောင်းဖော်ပြထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမြိုင်းမှာလုံခြုံရေးစောင့်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုအနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာနှစ်ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်။မကွေးတိုင်းပခုတ်ကူခရိုင်မြိုင်းမြို့မြောက်ဖက်မှာလုံခြုံရေးစောင့်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုအနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာနှစ်ဦးသေဆုံးခဲ့တယ်လို့မြိုင်းပကဖကထုတ်ပြန်ထားပါတယ်။ဧပြီလ20ရက်နေ့မနက်6နာရီခွဲအချိန်ခန့်မှာလုံခြုံရေးစောင့်ကြပ်နေတဲ့စစ်သားရဲနဲ့ပြူစောတိများကို စားတော့ရင်းနဲ့အခြားအရာများနဲ့ရှေရှုပ်နေချိန်မှာအနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။၎င်းတိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးခန့်သေဆုံးခဲ့ပြီး MA1 တလက်၊ကာဘိုက်တလက်ကြီး23000ကိုတင်းဆဲရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အဆိုပါစစ်စင်ရေးကိုမြိုင်းပကဖအညာတပ်ပေါင်းစု point 1000ဘိုးပြောင်အဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးလူငယ်တွေကိုပေါ်တာဆွဲရန်ရောက်နေတဲ့ငရှင်ရိုးအုပ်စုအုပ်ချုပ်ရေးမှူးအားပြစ်ခတ်ရှင်းလင်းတဲ့သတင်းကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းတာယာဝရီခိုင်အုပ်ဖို့မြို့နယ်ကျောင်းစုရွာနေငရှင်ရိုးအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သူကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့မြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကထုတ်ပြန်ထားပါတယ်။ဧပြီလ20ရက်နေ့မနက်6:30မိနစ်တွင်ငရှင်ရိုးရွာကအလှူမှာလူငယ်တွေကိုပေါ်တာဆွဲရန်ရောက်နေတဲ့ ငရှင်ရိုးအုပ်စုအုပ်ချုပ်ရေးမှူးနိုင်ဦးဆိုသူကိုဦးကောင်းတက်တဲ့အနီးကပ်ပစ်ခတ်ခဲ့ရာနေရာမှာပဲတည်ဆုံသွားတယ်လို့ဆိုပါတယ်။ ပြစ်ခတ်ရှင်းလင်းမှုကိုတာယာဝရီခရိုင်တပ်ရင်း3800တပ်ခွဲလေးမြေရောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကဆောင်ရွက်ခဲ့တာဖြစ်ပြီးလက်ပစ်ပုံးနှလုံးမိုဘိုင်းဖုန်းတစ်လုံးငွေသားတသိန်းကျပ်နဲ့မှတ်ပုံတင်တစ်ခုကိုတင်ဆက်ရရှိခဲ့တယ်လို့သိရပါဗါးအုပ်ချုပ်ရေးမှူးနိုင်ဦးဟာစစ်ကောင်စီထုတ်ပေးထားတဲ့တနက်နဲ့လက်ပစ်ပုံးပြပြီးပြည်သူများထံမှစစ်မှုထမ်းကြီးဆိုကငွေကြေးချင်းချောက်ကောက်ခံခြင်းလူငယ်များသာမကအသက်60ကျော်အမျိုးသားများကိုပါပေါ်တာဆွဲဖမ်းဆီးချင်းချောက်ငွေညစ်ခြင်းတော်လိုင်းတပ်ဖွဲ့များ များနဲ့ပြည်သူများကိုဆဲဆိုးစိန်ခေါ်ခြင်းများကိုလှုပ်ဆောင်နေတာကြောင့်အခုလိုအရေးယူခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာဆလဘီပဇွန်မြောင်းကျေးရွာကိုလက်နက်ကြီး drone လေကြောင်းပစ်ကူတို့ဖြင့်စစ်ကောင်စီစစ်ကြောင်းထိုးတဲ့တရင်ကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းညောင်လေးပင်မြို့နယ်ပဇွန်မြောင်းကျေးရွာကိုစစ်ကောင်စီတပ်ကလက်နက်ကြီး drone နဲ့လေကြောင်းပစ်ကူများအုံပြုကစစ်ကြောင်းထိုးဝင်ရောက်လာတယ်လို့ Fire Dragon မိနကားစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။ April 20ရက်နေ့မနက်9:30မိနစ်ခန့်မှာစစ်ကောင်စီတပ်အင်အား60ကျော်ဖြင့်ပဇွန်မြောင်းရွာထဲကိုစစ်ကြောင်းထိုးဝင်ရောက်လာရာ P23703 Fire Dragon နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်ကအရာရှိအပါဝင်3ဦးသေဆုံးသွားခဲ့ပြီး5ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကာပြန်ဆုတ်သွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ထို့နောက်စစ်ကောင်စီက drone လက်နက်ကြီးတွေအပြင် MI-35 ခြေမုံရင်းရဟတ်ယာဉ်ပစ်ကူထိပါယူခဲ့ပြီးစစ်ကြောင်းပြန်ထိုးနိုင်ဖို့ကြိုးစားခဲ့တယ်လို့ဆိုပါတယ်။လက်ရှိအချိန်အထိစစ်ကောင်စီတပ်ကရှေ့မတက်လာနိုင်သေးပဲထိတ်တက်ရင်ဆိုင်ထားဆဲဖြစ်တယ်လို့မိဒကားစစ်ကြောင်းကဖော်ပြထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးရွှေဘိုကွန်စက်ရွာစာတင်ကျောင်းကို လေရင်ဖြင့်ဘုံကျဲကိုဝင်ဆောင်အပါဝင်2ဦးတေဆုံး ဘိုက်ထဲကကလေးအားခွဲစိတ်ကဲ့တင်တော်လဲတေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်။ဧပြီလ20ရက်နေ့ညနေ3:15မိနစ်ခန့်တွင်ရွှေဘုံမြို့နယ်ကွန်စက်ရွာစာတင်ကျောင်းကို Jet Fighter တိုက်လေယာဉ်နဲ့ပုံကျဲသွားကြောင်းဒေသသတင်းများအရသိရပါဗျ။လေကျောင်းပုံကျဲမှုအတွင်မိဖွားကနီကိုဝင်တဲ့အပါဝင်အမျိုးသမီး2ဦးပွဲချင်းပြီးတေဆုံးက5ဦးဒဏ်ရာရခဲ့တယ်လို့သိရပါဗျ။ တေဆုံးသူကိုဝင်တဲ့အမျိုးသမီးကိုအရေးပေါ်ခွဲစိတ်ကဗိုက်တဲကကလေးကိုကယ်တင်နိုင်ဖို့ကြိုးစားခဲ့ပေမဲ့ကလေးပါအသက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါပါတယ်ခင်ဗျာ ဆက်လက်ပြီးဝန်းသူမြို့နယ်နန်းချိုရွာဖုန်ကြီးကျောင်းနှင့်ဓမာယုံကိုလေရင်ဖြင့်ပစ်ခတ်တဲ့သတင်းကိုတင်ပြပေးပါမယ်။ဧပြီလ19ရက်နေ့ည8:30မိနစ်ခန့်တွင်ဝန်းသူမြို့နယ်နန်းချိုရွာဖုန်ကြီးကျောင်းနှင့်ဓမာယုံကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Calling Info မှသတင်းထုတ်ပြန်ထားပါတယ်။ Jet Fighter နဲ့နှစ်ချက်ပစ်ရာဖုန်ကြီးကျောင်းနှင့်ဓမာယုံပျက်စီးခဲ့ပြီးထိခိုက်သူမရှိဘူးလို့ဖော်ပြထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတရချောင်းရငဲရွာကိုအကျန်းဖက်စစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက် အသက်9နှစ်အရွယ်ကလေးတဦးအပါဝင် ပြည်သူ2ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်။ဧပြီလ19ရက်နေ့နနက်7:00နာရီခန့်တွင်တရချောင်းမြို့နယ်ရငဲရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသသတင်းများအရသိရပါဗျ။လေချောင်းတိုက်ခိုက်မှုအတွင်အသက်9နှစ်အရွယ်ကလေးငယ်တဦးနှင့်အသက်50ကျော်အရွယ်အမျိုးသားတဦးတို့သေဆုံးပြီးပြည်သူ4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျခင်ဗျာ။ ယခုနောက်ဆုံးစစ်ရေးသတင်းနေဖြင့်ပြည်သူစစ်မှုထမ်းတင်နန်းစစ်နှစ်ဦး Like Local PDF ထံအလင်းဝင်လာတဲ့သတင်းကိုတင်ပြပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းမိုင်းပုံမြို့နယ်အခြေစိုက်စစ်ကောင်စီရဲ့အမှတ်939ချင်းမြန်တပ်ရင်းမှပြည်သူစစ်မှုထမ်းတင်နန်းစစ်တပ်သားနှစ်ဦးအလင်းဝင်လာခဲ့တယ်လို့ Like Local PDF ကသတင်းထုတ်ပြန်ထားပါတယ်။ ဧပြီလ19ရက်နေ့ခမရ939တက်ရင်မှတက်သားမောင်တန်းဆိုးဦးနဲ့အခြားတက်သားတဦးတို့ဟာလွိုင်ကော်မြို့နယ်ဒေသခံပြည်သူ့ကာကွယ်တပ်ဖွဲ့ထံလက်နက်မဲ့လာရောက်ပူးပေါင်းခဲ့တယ်လို့ဆိုပါတယ်။၎င်းတက်သား2ဦးဟာစစ်မှုရန်တင်နန်းအပတ်စဉ်9နဲ့6တင်နန်းစင်တွေဖြစ်ပြီးရှောင်းတခင်ဖမ်းဆီးခံရကအတင်းအဓမ္မလူသစ်စုဆောင်းခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်ရောက်ခိုလုံလာတဲ့တက်သားများအားနှွေးထွေးစွာကြိုးစုခဲ့ပြီးလုံခြုံတဲ့နေရာမှာထားရှိက၎င်းတို့ရဲ့စန္ဒအလျောက်လွတ်လပ်စွာရွေး ွေးချေခွင့်ကိုအလေးထားသွားမယ်လို့ဖော်ပြထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စည်ရေးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းတော့မင်းစစ်သွေးနဲ့ Carshell တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ